ကိုကြီးနဲ့ကျတော့ဖြစ်ချင်တော့ကိုကလေဟိုကလေသူ့ကိုအရန်ချိန်တာချိန်တော့မျက်နှာချင်းကိုဆိုင်လို့မရဘူးမျက်နှာချင်းဆိုင်တာနဲ့အဲ့လိုရည်တာလုံးဝလေစင်မပြေဘူးသူများလည်းပြောတယ်လေနင်တို့ကဘာလို့ကြောခိုင်းနေကြရလဲပေါ့နော်ဆိုတော့မဟုတ်ဘူးလို့ဒီမျက်နှာချင်းကိုကြီးကိုမြင်တာနဲ့ကိုရည်ချင်တာလုံးဝမရဘူးချိန်လဲချိန်နေပေါ့နော်အဲ့လိုမျိုး ရည်လည်ရည်ချင်းနဲ့အဲ့လို feeling နှစ်ခုပေါင်းနေရပါဘာအဲ့ချိန်မှာအဲ့ကြောင့်မလို့ဟိုကလေတင်တာကလေအဲ့လိုမရည်နဲ့တွေ့တာနဲ့ဟိုမျိုးလုံးချင်းဆိုင်တာနဲ့ဟိုရည်ရရိုက်လို့မရဘူးအဲ့နော် okay အဲ့ဆိုရင်နောက်ကြောပေးပြီးတော့ရိုက်မယ်ဆိုရင်နောက်ကြောပေးပြီးရိုက်တော့ကိုကြီးနဲ့ဆိုတော့ဖြစ်စင်တော့ကိုကလေဟိုကလေသူ့အယမ်းချိန်တာချိန်တော့ညနေချင်းကိုဆိုင်လို့မရဘူးညနေချင်းဆိုင်တာနဲ့အဲ့လိုရည်တာလုံးဝလေစမပြေဘူးသူများလည်းပြောရလေလင်းတော့ဘာလို့ကြောခိုင်းနေကြရလဲပေါ့နော်ဆိုတော့မဟုတ်ဘူးလို့ဒီညနေချင်းကိုကြီးကိုမြင်တာနဲ့ကိုရည်ချင်းတာလုံးဝမရဘူး မျက်နှာချင်းဆိုင်လို့မျိုးဥတက်နေလို့ကလေအဲ့ဒါမှနှစ်ယောက်ကိုမျက်နှာချင်းဆိုင်ထားတဲ့ဟာတော့မှပဲဒီလိုမျိုး space ပေါ့နော်တယောက်တယောက်တဒေါင်လောက်ချပြီးတော့မှဒီလိုမျိုးရက်ထားတာအဲ့လိုမျက်လုံးစင်းစုံတာနဲ့ရှိတာသူလည်းမရှိကိုလည်းမရှိဘူးတပုတ်လုံးအဲ့လိုမျိုးဟုတ်ကိုကြီးရဲ့သမီးခံလဲဆိုအဲ့လိုမဟုတ်ဘူးလို့သမီးကဥဆောင်ပြီးတော့ရိုက်သွားတာလို့ဒါပေမဲ့ကိုကြီးကသမီးဘလို့ဘလို့ရမ်းချိန်နေလဲမသိဘူးလို့အဲ့လိုမျိုးပေါ့နော်ကိုရဲ့အကြီးဆိုတော့လေ အဲ့လိုမျိုးပေါ့ရှိန်တော်ပေါ့ပြီးတော့ကိုရောင်ထောက်ကြချဲကအတန်အရန်အရန်ကြိုက်တဲ့အဆိုတော်ထဲမှာပါတာပေါ့အဲ့လိုမျိုးဖြစ်နေတာပါအဲ့ကြောင့်တော်တကယ်လမ်းခွဲလိုက်ပါပြီလေတဲ့အလေးလေးနဲ့တူခဲ့ပြီညလုံးချင်းဆိုင်တာနဲ့ကိုအဲ့လိုလူကရည်စင်တာလို့မလို့ရှက်လဲရှက်တာပေါ့ရည်စင်တာတော့မဟုတ်ပါဘူးရှက်တာပေါ့ရှက်ပြီးတော့ဒီမျက်လုံးချင်းဆိုင်တာနဲ့ရိုက်လို့မရဘူးအဲ့လိုပြင်းမြားရပြောရပါတော့အမကပါတော့ အမကလည်းပေါ့နော်နှစ်ယောက်ကလည်းနှုတ်ကြောကကြီးပေါ့ဘာလို့မျက်လုံးချင်းမဆိုင်တာပဲအဲ့လိုမျက်လုံးချင်းစုံတာနဲ့ဟိုနှစ်ယောက်ကစုံလို့မရဘူးဖြစ်နေရအဲ့ဒါပဲအဲ့လိုရိုက်လိုက်ရတော့ပရိသတ်ကတော့နားလဲပါတယ်ဒါအဆူတွေဆိုတော့အမ်ကုံလုံးမောင်နှမတွေပဲလေအဲ့လိုမျိုးဆိုတော့နှစ်ယောက်လုံးပေါ့ကိုကလည်းပိုဆိုးတာပေါ့နော်အဲ့လိုမျိုးကြည့်တော့ဟိုရှိန်ရှိန်လဲရှိန်နေပေါ့နော်အဲ့လိုမျိုး ရည်လင်းရည်ချင်းနဲ့အဲ့လို feeling တစ်ခုပေါင်းနေရပါဘာအဲ့ချိန်မှာအဲ့ကြောင့်မလို့ဟိုကလေတင်တာကလေအဲ့လိုမရည်နဲ့တွေ့တာနဲ့ကိုမျိုးလုံးချင်းဆိုင်တာနဲ့ကိုရည်ရရိုက်လို့မရအောင်အဲ့နော် okay အဲ့ဆိုရင်နောက်ကြောပေးပြီးတော့ရိုက်မယ်ဆိုရင်နောက်ကြောပေးပြီးရိုက်တော့ချင်းမကြခင်မှာတော့ဒီပေါ့ချဲတငငချင်း case တွေနဲ့ပေါ့နော်လွမ်းနေဆိုရဲသချင်းလေးကိုချင်းနဲ့သူတူနဲ့သူပေါ့နော်စူထားရလေးလဲချက်ထွက်မယ်ပြီးတော့မကြခင်မှာချဲမိုးရသည်ရောက်တော့မိုးရသည်ရောက်နေပြီဆိုတော့ပေါ့နော်မိုးနဲ့ပတ်သက်တဲ့သချင်းလေးထွက်မယ်ပေါ့နော် မူရောမလိုလိုနဲ့ညိုထမ်းရရပေးသလိုဒီလူရှင်မကိုအားလုံးရောစမ်းလုံးဝသဲကွဲတာလုံးဝတော့အတကယ်ကွဲတဲ့ချိန်မှာရေးထားဆိုတော့ခန္ဓာချက်အစ်စ်ပေါ့နော်လုံးဝအသေးကွဲတယ်တော့မဟုတ်ဘူးပေါ့နော်ဘယ်လိုပြောမလဲဘဝမှာလေဟိုကောင်းတဲ့လူတွေကိုကောင်းတဲ့လူတွေကုတ်ဘွားတွေကနေပြီးတော့အဲ့လိုမျိုးအပီးထုတ်လိုက်ရတဲ့ချိန်တွေကခန်းစားရတဲ့ချိန်တွေပါပဲအဲ့လိုမျိုးပါအဲဒါကြောင့်မလို့ခန်းစားရတာမဟုတ်လို့အသေးကွဲတယ်လို့ပါညာမပိုင်ဆိုင်လိုက်ရလို့မဟုတ်ဘူးဟိုမထုတ်ခြင်းမဲ့ထုတ်လိုက်ရတဲ့အတွက် ခံစားရတာခြေကျတော့မနိုင်ပြောမှဆိုခြေအပေါင်းတင်းလည်းတိတ်မရှိဘူးလေအဲ့လိုမျိုးဆိုတော့အဲကိုယ့်ရဲ့ရည်စားဆိုလို့ရှင်လဲဒါကိုယ့်ရဲ့တငယ်ချင်းလည်းဖြစ်တယ်ရည်စားလည်းဖြစ်တယ်ပြီးအတင်းပြောဖို့အတင်းပြောဖက်လည်းဖြစ်တယ်တိုင်ပြောဖို့တိုင်ပင်ဖက်အဲ့လိုမျိုးပေါ့အဲ့လိုလေးပဲသွားဖြစ်တာဆိုတော့အဲ့လိုမျိုးနှစ်ယောက်အစမပြေတော့အဲ့လိုမျိုးပေါ့ခံစားရတာပေါ့အဲ့လိုသဘောပါပဲဟုတ်ကျေတို့ပေါ့နော်လောလောဆယ်ကိုရအောင်ထန်ထန်နှစ်ယောက်ဆူထားလမ်းခွက်လိုက်ပါပြီတချင်းလေးကိုပြိတ္တရီကြိုက်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ချေလည်းအများကြီးကြိုးစားပါမယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါ